ဆန်းနလပိုင်းမှာမိမိဖုန်းဝေါ်ပေပါမှာတင်ပြီးတော့ဆောင်ထားရမယ်ငွေဝင်ကန်ကောင်းစီတဲ့ဆရာတို့ပေါ့နော်အဆောင်ပုံလေးကိုဆရာပေးသွားမှာဖြစ်ပါတယ်ဆရာအဆောင်ပုံလေးကိုဟိုဗီဒီယိုလေးနဲ့ပေးသွားပါမယ်ဆရာတို့နော်အဗီဒီယိုလေးရဲ့အဆုံးမှာအဆောင်ပုံလေးကိုထားထားပေးမယ်ပြီးတော့ comment မှာလည်းဆရာအဆောင်ပုံလေးကိုထားထားပေးမယ်အဆောင်ပုံလေးကိုဘယ်လိုဆောင်ရမလဲဆိုတာကိုဆရာတိချလေးပြောပြပေးပါမယ်နော်ဆရာတို့ဒီဗီဒီယိုလေးကိုတွေ့ရနေစပြီးတော့ဆရာအခုပေးတဲ့အဆောင်ပုံလေးကိုမိမိရဲ့ဖုန်း ပေါ့နော် wallpaper မှာထားပြီးတော့စောင်းလို့ရတယ်နော်ပြီးတော့နောက်တစ်ခုကတော့ဒီပုံလေးကိုကူးပြီးတော့ပေါ့နော်မိမိပတ်စံအိတ်ထဲတို့နော်မိမိရဲ့ပတ်စံထဲတဲ့အံဆွဲတွေတို့မိမိရဲ့ခေါင်းအောက်တို့နော်အဲ့လိုနေမှာလေပုံလေးပေါ့နော်ဟိုမိတူဆိုင်မှာကူးတာပဲဖြစ်ဖြစ်ဓပုံဆိုင်မှာပဲကူးတာပဲဖြစ်ဖြစ်ပုံလေးကူးပြီးတော့စောင်းလို့လဲရတယ်ဖုန်းရဲ့နောက်ကျောမှာထားပြီးတော့စောင်းလို့လဲရတယ်ဒါမှမဟုတ်ဒီမိမိရဲ့ဖုန်း wallpaper နော်မျက်နှာပြင်ပေါ်မှာပဲထားပြီးတော့စောင်းလို့လဲရတယ်နော်ဒီအဆောင်ပုံလေးကဆရာ12လပိုင်းမှာဆရာပြိတ္တ9ရက်သားသမီးတွေကို ကန်ကောင်းအောင်ငွေဝင်အောင်เนาะစီးပွားရေးတွေတိုးတက်အောင်ပြီးတော့ဗောနော်ဒီအဆောင်ပုံကိုစောင့်ထားတဲ့အတွက်เนาะဆရာတို့အတိုက်ခိုက်အနောက်ရှက်ကင်းအောင်ဘေးရန်ကင်းအောင်เนาะနောက်တစ်ခုကเนาะကိုကဘာပဲလုပ်လို့ဗောနော်ကန်ကောင်းနေအောင်လက်ပွင့်လက်ရွှင်နေအောင်ငွေကန်ကောင်းနေအောင်လို့ဆရာဒီအဆောင်ပုံလေးကိုစောင့်ခိုင်းခြင်းဖြစ်ပါတယ်ဒီအဆောင်ပုံလေးကိုဆရာတို့၁၂လပိုင်းမှာပဲစောင့်ရမှာဖြစ်ပါတယ်တစ်လပိုင်းထိစောင့်သွားလို့မရပါဘူးတစ်လပိုင်းကျရင်ဆရာနောက်ထပ်ပုံအဆောင်ပုံအစ်စ် တင်ပေးမယ်ပေါ့နော်အခုကတော့ဆရာအခုပြောတဲ့အဆောင်လေးကိုပဲစောင်းထားမယ်ပြီးရင်ဆရာတို့စန္ဒလာပိုင်းလာကုန်ပြီဆိုတာနဲ့ပေါ့နော်ဆရာတို့ဒီအဆောင်ပုံလေးကိုပြန်ဖြုတ်ပြီးတော့ပုံအသစ်တင်လို့ရတယ်အဆောင်ပုံကိုဘယ်လိုစောင်းရလဲဆိုတာတေချာလေးရှင်းပြပေးမယ်တချို့ကအဆောင်ပုံကိုတွေ့ရတယ်ဖုန်းထဲကိုတန်းပြီးတော့စောင်းလိုက်တာအဲ့ဒါတွေကတိတ်မထူးကြပါဘူးဆရာထူးကြတဲ့နည်းလေးကိုပြောပြပေးမယ်နော်ဒီအဆောင်ပုံကိုစောင်းတဲ့အချိန်မှာကိုကအဓိဋ္ဌာန်ပြီးတော့စောင်းတာပိုကောင်းတယ်နော်ဥပမာ ကဒီလာမှာဒီအဆောင်ပုံကိုစောင်းမယ်ပေါ့နော်အဆောင်ပုံစောင်းထားတဲ့အပြင်ကိုမှာကိုကစိတ်ထည့်ကနေအတိတ်ထံမယ်ဒီအဆောင်ပုံကိုလည်းစောင်းမယ်ပြီးရင်ဆရာတို့ဝတ်သားအမဲသားစိတ်သားเนาะတခုခုမစားဘူးဆိုတာပေါ့နော်ထားပါတော့ဝတ်သားအမဲသားစိတ်သားသုံးခုလုံးရှောင်နိုင်ရင်သုံးခုလုံးရှောင်တကယ်လို့သုံးခုလုံးမရှောင်နိုင်ဘူးကိုကနှစ်မျိုးပဲရှောင်နိုင်တယ်ဆိုဒီနှစ်မျိုးဝတ်သားနဲ့အမဲသားထားပါတော့ဝတ်သားနဲ့အမဲသားကိုဒီ၁၂လပိုင်းတစ်လလုံးပေါ့နော်မစားပါဘူးဆိုပြီးတော့အတိတ်ထံ နော်စိတ်ထဲမှာပေါ့နော်မစားပါဘူးဆိုပြီးတော့ဂရီပေးပေါ့နော်ဘာပဲဖြစ်ဖြစ်ကိုကတားကြီးငါးကြီးမစားတဲ့ခါကြရင်ကိုကနော်တချို့သူဝတ်သားနဲ့မတဲတဲ့သူတွေရှိတယ်နော်အဲ့လိုမျိုးတချို့သူအမဲသားနဲ့မတဲတဲ့သူတွေရှိတယ်စားမိတဲ့ခါကြရင်လက်ပိတ်သွားရောဒုက္ခတွေရောက်ရောပြဿနာတွေဝင်လာရောစီးပွားရေးတွေထိုးကြရောအယောင်းဝယ်တွေအဆင်မပြေတော့ရောနော်အဲတချို့သူရှိရယ်ဘာလဲစိတ်သားကြောက်စိတ်သားကြောက်ဆိုပြီးတော့လိန်ရောင်းတာလေနော်အဲတကယ်စားလိုက်တော့အမဲသားကြောက်တွေဖြစ်ရောအမဲသားမစားရအောင်မပြောဘူးစားလို့ရတယ်နော်ဒါပေမဲ့အမဲသားတဲတဲ့လူစားဘာမှမဖြစ်ဘူး တကယ်လို့အမဲသားနဲ့မတည့်တဲ့လူတွေရှိတယ်နော်အဲချို့ပေါ့နော်အများတော်တော်များများလည်းရှိပါတယ်နော်အမဲသားနဲ့တည့်တဲ့လူရှိရဲ့တည့်တဲ့မတည့်တဲ့လူရှိရဲ့တချို့ကြဝတ်သားနဲ့တည့်တဲ့ဝတ်သားနဲ့မတည့်တဲ့လူလည်းရှိရဲ့တချို့ကြစိတ်သားနဲ့တည့်တဲ့စိတ်သားနဲ့မတည့်တဲ့လူလည်းရှိရဲ့အားကြောင့်မလို့ကိုကတာကြီးငါကြီးကိုကိုရှောင်းနိုင်မဲဟာကိုအတိတ်ထံပြီးတော့တလာလုံးလုံးဝမစားပါဘူးလို့အတိတ်ထံပြီးတော့မှဆရာပြောတဲ့အဆောင်ပုံကိုဖုန်းပေါ်ပိပါမှာတင်ထားလိုက်တင်ထားပြီးပြီဆိုတော့လည်းဆရာတို့စဆောင်တဲ့နေ့မှာပဲဂုံတော်၉ပါးကိုဆရာတို့၂၁ခေါက်ရွတ်နော်ဖုန်းလေးကိုကင်ပြီးရွတ် နော်မိမိကဖုန်းနဲ့ဆောင်ထားရင်ဖုန်းနဲ့ကင်ပြီးရွတ်တကယ်လို့ပုံပုံလေးကိုကူပြီးဆောင်ထားရင်ပုံလေးကိုကင်ပြီးရွတ်နော်20ခေါက်ရွတ်ရွတ်ပြီးပြီဆိုတာနဲ့ဆရာတို့စပြီးတော့ဆောင်လို့ရပြီဆရာပြောလို့အဓိဋ္ဌာန်ပြီးတော့သာဆောင်မှာအဆောင်ဆောင်တဲ့နေ့ကနေစပြီး9ရက်အတွင်းမှာပဲကိုလက်ပွင့်လက်ပွင့်စီတယ်လက်ရွှင်စီတယ်ကန်ကောင်းစီတယ်အယောင်းဝယ်တွေကောင်းစီတယ်စီဝါတက်စီတယ်နော်ကိုကတခုခုအစင်မပြေဘူးဆိုတိုင်းပေါ့နော်ကိုဒီအဆောင်ပုံလေးကိုဆောင်ထားတာဖြစ်တဲ့အတွက်ဖုန်းလေးကိုကင်ပြီးတော့နော်တန်ဖိုးတွေကားတာကို21ခေါက်ရွတ် အဆင်မပြေတိုင်းယူဆဆဆောင်ချင်းနေ့မှာတော့22ခေါက်ယူရမယ်ဒါနောက်ပိုင်းနေကြရင်နော်ကိုအရန်အဆင်ပြေလာပြီဆိုရင်လည်းကင်ပြီးတော့ယူနော်အဲဒါကြလို့အဆင်မပြေမှုတွေများရဲဆိုရင်လည်းကင်ပြီးတော့ယူတိတိတတ်တာကိုအဆင်ပြေလာလိမ့်မယ်ဆရာလည်းဒီတိုင်းလေးပဲစောင့်တယ်နော်အဲတော့ဆရာဆရာပြိဿတ်တွေကိုဆရာအဆောင်ဖုန်းအဆောင်ဝေါ်ပေပါဆောင်ပုံနီးလေးကိုဆရာဒီနေ့တေချာလေးဆရာပြိဿတ်တွေကိုရှင်းပြထားတယ်အဆောင်ပုံလေးကိုလည်းဆရာတေချာတွက်ချက်ပြီးတော့မှဆရာပုံလေးဆွဲထားတယ်အရန်ဝမှာအစွမ်းထပ်ပြီးတော့ထူးခြားတဲ့အဆောင်ပုံလေးကိုဆရာပြိဿတ်တွေကိုပေးမယ်ဒီ ဖုန်းရဲ့ဒီဒီဗီဒီယိုရဲ့နောက်ဆုံးမှာလဲဆရာအဆောင်ပုံလေးကိုဆရာထားထားပေးတယ်ပြီးတော့ဆရာရဲ့ကွန်မန့်မှာလဲအဆောင်ပုံလေးကိုထားထားပေးမယ်နော်တေချာလေးသာဆောင်ပါဆက်နှစ်လပိုင်းမှာဒီအဆောင်ပုံလေးကိုဆောင်ပါဆရာတို့ဆက်နှစ်လပိုင်းဆိုတာနှစ်တနှစ်ရဲ့နောက်ဆုံးနှစ်ဖြစ်တဲ့အတွက်ဆရာတို့နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုတဲ့အတိုင်းပဲနော်ဆရာတို့တနှစ်လုံးတနှစ်လုံးငွေငွေမရခဲ့သမျှနော်နော်အစင်မပြေခဲ့သမျှ12လပိုင်းမှာဆရာတို့တိန်ကြုံပြီးယူမယ်ထီထီချဲတွေပေါအောင်နော် ကူညီဆောင်မမဲ့သူတွေပေါ်လာအောင်ငွေကြီးအခက်ခဲတွေပြေးလဲအောင်အကျွေးတွေကြေးအောင်ငွေအလုံးရင်းအဝင်အောင်နော်မိမိမှာရှိတဲ့ပိတ်နေတဲ့လမ်းတွေအားလုံးပွင့်ဆောင်အောင်လို့ဒီဆောင်ပုံလေးကိုဆရာလို့ဆောင်မလို့ပြောခြင်းနဲ့ယုံယုံညီညီနဲ့သာဆောင်မထူးခြားစေရမယ်စွမ်းစေရမယ်ဆိုတာကိုဆရာထူးမြောင်ကနော်ဟိုဒါဆရာအဆောင်ဆိုတာအားလုံးသိပြီးသားပါနော်ဆရာကတော့အဆောင်လေးရေတရာလေးမှာအရန်ဟို နာမည်ကြီးတယ်ထူးခြားတယ်စွမ်းတယ်ဆိုပြီးတော့အားလုံးသိပြီးသားဖြစ်တယ်အဲ့တော့ဆရာအဆောင်ပုံလေးကိုလည်းတေချလေးခုနှစ်ရက်သားသမီးအတွက်လုပ်ပေးထားတယ်ဆရာသူများကြီးလို့အဆောင်ပုံလေးရောင်းစားတာမျိုးတွေလည်းမလုပ်ဘူးဆရာပြိတ္တကိုဆရာအမြဲတမ်းအခမဲ့ပဲနော်ဟိုအဆောင်အဆောင်ပုံလေးကိုပေးလေးရှိတယ်နော်အဲ့တော့တေးသေးချာချာလေးစောင့်ပါနော်အဲပြီးတော့နောက်တစ်ခုအဲခုနပြောတဲ့ဂါတာကိုလည်းရုပ်ဖို့မမေ့နဲ့ဆရာပြောတဲ့တာကြီးငါးကြီးကိုလည်းလုံးဖို့မမေ့နဲ့ เนาะပြီးတော့ဒီဗီဒီယိုလေးကိုလည်းများများလေး share ထားပေးပါတခြားခွန်လေးရသားသမီးတွေလည်းဒီအဆောင်ပုံလေးကိုတွေးအောင်လို့များဒီဗီဒီဒီဗီဒီယိုလေးကိုများများလေး share ထားပေးဖို့ဆရာပြောချင်ပါတယ် comment မှာလည်းမိမိရဲ့နေနံကိုရေးခဲ့ပါအဆောင်ဆောင်မဲသူတွေအကုန်လုံးမိမိရဲ့နေနံကိုရေးခဲ့ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုဆရာနဲ့အချိန်ဆက်မိအောင်ဆရာကမြစ်တာတက်တင်နဲ့ဆူတောင်းပေးမှာဖြစ်ပါတယ်ဒီအဆောင်ပုံဆရာရဲ့အဆောင်ပုံဆောင်တဲ့သူတွေအကုန်လုံးခொနည်းရသားသမီးအားလုံးချမ်းသာပါစေတိုးတက်ပါစေအောင်မြင်ပါစေဆရာနေတိုင်းဆူတောင်းပေးမှာဖြစ်လို့ဒီဗီဒီယိုလေးကိုแชร์ထားပေးမိမိရဲ့ ကွန်မန်းမှာမိမိရဲ့နာမည်အရင်းကိုရေးခဲ့ပြီးပြီးတော့ဆရာတို့ဆရာရဲ့ TikTok account Facebook account ကို live မလုပ်ရသေးရင် live လုပ်ထားပေးပါ follow လုပ်ထားပေးပါလို့ဆရာ ပြောချင်ပါတယ်ပြီးတော့12လပိုင်းအတွက်ဒီ12လပိုင်းဟာတစ်တနည်းရဲ့အရေးကြီးဆုံးလာဖြစ်လို့ဆရာစီမှာဆရာပြိတ္တိအကုန်လုံး12လပိုင်းမှာရတရာလာအပ်ကြဖို့ပြောခြင်းပါတယ် တနည်းလုံးကန်ဆိုးကန်နေကန်ညံ့တာတွေကိုဆရာတို့နှစ်သက်ကိုပါမသွားအောင်လို့ဆရာကနံပါတ်1အချက်ဆရာပရိသတ်တွေကိုအញ្ញမ်းပြောက်ရတရားလုပ်ပေးမယ်အញ្ញမ်းဖြောက်ရတရားလုပ်ပေးမယ်ကန်ကောင်းစေတဲ့ရလုပ်ပေးမယ်လက်ပွင့်လက်ရွှေစေတဲ့ရတရားလုပ်ပေးမယ်စနက်လာပိုင်းမှာစီဝါတက်ပြီးတော့နော်လုပ်ငန်းကိန်းကန်တွေအစီအပြေမဲ့ရတရားတွေကိုဆရာလုပ်ပေးမှာဖြစ်လို့ဆရာပရိသတ်တွေအကုန်လုံးဆရာရဲ့ Viber ဖုန်းနံပါတ် Telegram ဖုန်းနံပါတ်ဒါမှမဟုတ် Messenger မှာဆရာနဲ့ဒိုင်းရိုက်ဆက်သွယ်ပြီးတော့စနက်လာပိုင်းအတွက် ယရိယာကိုလာအပ်လို့ရပါပြီ။ယုံယုံကြည်ကြည်နဲ့သာလာအပ်ပါငွေဝင်အောင်ဆောင်ရွက်ပေးမှဖြစ်ပါတယ်။ဆရာကြီးဘေးရင်ဟောတဲ့တတန်း၁၂နှစ်ရှိပြီဖြစ်ပါပြီ။တနှစ်နှစ်နှစ်မဟုတ်ပါဘူး။၁၂နှစ်ရှိပါပြီ။ဆရာပိတ်တရီအကုန်လုံးသိပါတယ်။အဲ့တော့ယုံယုံကြည်ကြည်နဲ့သာယရိယာလာအပ်ပါဆရာဒီစနလာပိုင်းမှာယရိယာခက်ပြင်းပြင်းလေးခက်ကြမ်းကြမ်းလေးနဲ့ဝေဝင်ကြမ်းအောင်လို့ဆရာပြုလုပ်ပေးမှဖြစ်ပါတယ်။ဆရာရဲ့ Viber ဖုန်းနံပါတ် Telegram ဖုန်းနံပါတ်ကလည်း39 6ကြီးပဲ6လုံး339 1 ဖြစ်ပါတယ်ဆရာစီမှာအဆောင်တွေလည်းဝယ်လို့ရတယ်ဘေးတွေနေလည်းမေးလို့ရတယ်ယတရာတွေလည်းအပ်လို့ရတယ်အစီမံတွေလည်းအပ်လို့ရတယ်ပြီးတော့ဆရာကထိုင်းနိုင်ငံဘန်ကောက်မြို့မှာအခုဘေးတွေဟောကန်ဖွင့်လှစ်ထားပါတယ်အဲ့တော့ထိုင်းနိုင်ငံမှာနေရတဲ့သူတွေရောဘန်ကောက်ကိုရောက်ဖြစ်တဲ့သူတွေရောဆရာရဲ့ဘေးတွေဟောကန်မှာလာပြီးတော့ဆရာနဲ့မေးလို့လည်းရတယ်ဒါမှမဟုတ် Viber Messenger Telegram နေ line ဖုန်းနံပါတ်တရားလေးပြီးတော့ဆရာကိုစာပို့ပြီးတော့လည်းဆရာနဲ့ဒိုက်ရိုက်ဆက်သွယ်နိုင်တယ်ဆိုတာကိုဆရာပြောချင်ပါတယ်အဲ့တော့ဆရာခုနှစ်ရသာသမီအားလုံးဆရာရဲ့အဆောင်ပုံကိုဆောင်မဲ့ခုနှစ်ရသာသမီအားလုံးကျမ်းမာကြပါစေချမ်းမာ ကျမ်းမာကြပါသည်ချမ်းသာကြပါသည်ဘေးရန်ခတ်သိမ်းကင်းငြိမ်းကြပါသည်လို့ဆရာထူးမြောင်နေဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်